အတွေ့အတာရှိတဲ့နေရာတောကဆိုတာလာလာပဲတတမုံမရှိတဲ့နေရာဆိုတောကဆိုမလာဘူးဘယ်နေရာပဲဖြစ်ဖြစ်လူကိုတွေ့တာပဲဖြစ်ဖြစ်ပစ္စည်းကိုတွေ့တာပဲဖြစ်ဖြစ်ကိုယ်တည်းတာတဲ့အာယုတခုကိုဆုပ်ကင်ထားပြီဆိုရင်ထိုဆုပ်ကင်ထားမှုကိုအကြောင်းပြုပြီးတော့စိုးရင်တော့ကဆိုတာဖြစ် အဲ့ဒီဆိုရင်တော့ကစိတ်ထဲနှလုံးထဲမှာရောက်လာလို့ရှိနှလုံးသားကိုပူလောင်စေတယ်အဲ့ဒီပူလောင်စေတဲ့အတွက်တော့ကလောက်ထေအောင်ပြင်းထန်နဲ့လဲဆိုလို့ရှိတယ်ချေချူပုဂ္ဂိုလ်တွေတော့ကအကြောင်းယူသွတ်သွားလိထေအောင်ပြင်းထန်အဲ့တော့တောကဆိုတာလူရဲ့စိတ်နှလုံးထဲမှာစိတ်နှလုံးကိုပူလောင်စေတတ်တဲ့တဘာဝတရားတစ်ခု။